1824ခုနှစ်မေလမှာပထမအင်္ဂလိပ်မြန်မာစစ်ပွဲစတင်ဖို့အတွက်ဗြိတိရှစစ်သင်္ဘောအုပ်စုကြီးဟာရန်ကုန်မြစ်ထဲကို ဝင်ရောက်လာပါတယ်။စစ်ကြောင်းခေါင်းဆောင်များဖြစ်ကြတဲ့ကြီးတက်ဗိုလ်ချုပ်ကြီးဆာအာချီဘောကမ်ဘယ်နဲ့ရေတပ်ဗိုလ်ဖရက်ဒရစ်မာရီယက်တို့ဦးဆောင်တယ်။စစ်အင်အားစစ်သား1000ကျော်ဗြိတိရှစစ်သား9000နဲ့အိန္ဒိယစစ်သား9000ကျော်တို့ပါဝင်ခဲ့ကြတယ်။ ်င်လယ်ရေကြောင်းမှတဆင့်ရန်ကုန်စစ်ကမ်းကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမြန်မာဘက်ကကြိုတင်ပြင်ဆင်ထားခြင်းမရှိခဲ့ပါဘူး။ရန်ကုန်မြို့ဟာမြစ်ကမ်းသားမှာတည်ရှိတဲ့အတွက်ကြောင့်စစ်သည်မိုးတွေဟာမြစ်ကြောင်းအတိုင်းအလွယ်တကူဆန်တက်နိုင်ခဲ့ပါတယ်။ သို့သောမြန်မာဘက်ကမီးရှို့ဖျက်ဆီးမြေလံစစ်ဆင်ရေးကိုကျင့်သုံးခဲ့တဲ့အတွက်ဗြိတိရှားတပ်များမြို့ထဲရောက်လာတဲ့အခါမှာတော့မြို့သူမြို့သားတွေထွက်ခွာသွားပြီးမြို့ဟာဗလာနတ်တိဖြစ်နေတာကို တွေ့ခဲ့ရပါတယ်ရန်ကုန်ကို ပထမဆုံးမြင်ရတဲ့ဗြိတိရှားစစ်သည်တွေဟာသူတို့မထင်မှတ်ထားတဲ့မြင်ကွင်းအထူးသဖြင့်ရွှေရကုံစီတီတော်ကြီးကို မြင်တွေ့ရတဲ့အပေါ်မှာအံ့ဩမင်သက်တဲ့ခံစားချက်မျိုးရှိခဲ့ကြပါတယ်။ ရန်ကုန်မြို့ကိုအဝေးကနေမြင်ရတဲ့အခါရွှေရောင်တောက်ပနေတဲ့ရွှေဒဂုံစီတီတော်ဟာကြီးကျယ်ခမ်းနားတဲ့ပြီးသူကလက်ရအဖြစ်မိုးကောင်းကင်အောက်မှာထိုးထွက်နေတာကို အထူးအလေးပေးဖော်ပြခဲ့ကြပါတယ်။ဒါဟာဗြိတိရှားတို့အတွက်လုံးဝအသည့်အစမ်းနဲ့စမ်းကျယ်တဲ့မြင်ကွင်းဖြစ်ခဲ့ပြီးတချို့ကအရှေ့တိုင်းရဲ့အံပွဲလို့တောင် တင်စားခဲ့ကြတယ်။ထိုစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ဘိုးဂျိုးဆက်မိုးကဲတို့သောပကြီးဆရာတွေဟာ ရွှေရောင်စည်တီတွေတင့်တယ်တဲ့ဖျားเจ้าတွေနဲ့လှပတဲ့ရှုခင်းတွေကို ရေးဆွဲမှတ်တမ်းတင်ခဲ့ပါတယ်။ဂျိုးဆက်မိုးသည်1824ခုနှစ်မှ1826ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာပါဝင်ခဲ့သောဗြိတိရှားတပ်မှအရာရှိတအူဖြစ်ပါတယ်။ သူကိုယ်တိုင်ပကြီးဆွဲ ပုံညံထုတ်ခဲ့တဲ့ရန်ကုန်မြို့မြင်ကွင်းများကိုစုစည်းကရန်ကုန်နှင့်အနီးတစ်ဝိုက်မှ မြင်ကွင်း၁၈ခုဆိုတဲ့စာအုပ်ကိုထုတ်ဝေခဲ့တယ်။ထို့မှတ်တမ်းများနဲ့ပကြီးကားများအရာဗြိတိရှားတို့က1824ခုနှစ်ရန်ကုန်ကိုရောက်တဲ့အချိန်ကမှတ်တမ်းတင်ခဲ့တဲ့ရွှေဒဂုံနဲ့ရန်ကုန်ကို အောက်ပါအတိုင်းတွေ့မြင်ခဲ့ကြရပါတယ်။ မှတ်ချက်အနေဖြင့်စစ်ပွဲ၏ကြမ်းတမ်းမှုနှင့်ရန်ကုန်မြို့၏တာယာလပသော နောက်ခံရှုခင်းများကို ရှင်တွဲဖော်ပြထားတဲ့ထိုမှတ်တမ်းပကြီများတွင်ရွှေဒဂုံစီတီတော်ကိုဗြိတိရှားတို့ကဒဂုံမြို့မှဖျားကြီး မဟာဒဂုံဟု တင်စားခေါ်ဆိုခဲ့ကြပါသည်ရန်ကုန်မြို့ရှိ မဟာတကုံဖျားကြီးဤအဓိက လမ်းမကြီးသို့မဟုတ်ဆောင်းတန်း မန်စီဒီခေါင်းလောင်းဟု ယူဆရသည်ခေါင်းလောင်းကြီးရှိရာတောင်မှတွေ့ရတဲ့မဟာတကုံဖျားမြင်ကွင်ရန်ကုန်ရှိမဟာတကုံဖျားဤကုန်းတော်ပေါ်မှာရွှေဖျားចောင်းဆောင်အတွင်းဘက်မြင်ကွင် ရန်ကုန်မြို့မဟာတကုံဖရာဤအပေါ်ပရဝုံမှာအရှိတောင်ဘက်သို့ရှုမြင်ရသောမြင်ကွင်းရန်ကုန်ရှိ မဟာတကုံဖျားဤကုန်းတော်ပေါ်မှာမြောက်ဖက်သို့မျောကြည့်နေသောမြင်ကွင်း ရန်ကုန်မြစ်ပေါ်ရှိဒလမြို့ကိုမိရှို့ဖျက်ဆီးနေပုံမဒရက်ချီလင်တပ်သားများခြိတက်လာရမှမြင်တွေ့ရသော ရန်ကုန်အနီးရှိကန်နှင့်အရှေ့ဘက်လမ်းဤအစိပ်ပိုင်းမြင်ကွင် မြမာတို့က1824ခုနှစ်စက်တင်ဘာလ1ရက်နေ့ညတွင်ဒလရှိခံတပ်များကို ပြန်လည်သိမ်းပိုက်ရန်ကြိုးပမ်းခြင်းရန်ကုန်ရှိမဟာတကုံဖျားဤရှင်းမျက်နှာစာတွင်အဓိက900ရာဖြစ်သည့်ဂေါရမဗုဒ္ဓဤရုပ်ပွားတော်တည်ရှိရာရွှေကျောင်းဆောင် 1824ခုနှစ်ဩဂတ်လ9ရက်နေ့တွင်တင်မောသားများဥရောပတိုက်သားစစ်သည်များပူပေါင်းအင်အားဖြင့်တန်လျင်ခံတပ်ကိုတိုက်ခိုက်သိမ်းပိုက်ခြင်း 1824ခုနှစ်ဇူလိုင်လ10ရက်နေ့တွင် ရေတပ်ဗိုလ်ချုပ်စာအာချီဘယ်ကမ်ဘယ်မှရန်ကုန်မြို့ပေါ်ရှိဘဂိုဒါပွိုင်ခံတပ်များကိုတိုက်ခိုက်ခြင်းဘဂိုဒါပွိုင်သည်ရန်ကုန်မြို့ဝတွင်တည်ရှိပြီးမြန်မာတို့ကမြစ်တောင်းကိုကာကွယ်ရန်တစ်သားခံတပ်များကိုတိဆောက်ထားသည့်နေရာဖြစ်ပါသည်ပုံတွင် ခံတပ်များအားအင်္ဂလိပ်ရေတပ်သားများကရင်းနှွေးငွေသင်မောနှင့်လေငယ်များအုံပြု၍တိုက်ခိုက်နေပုံကို တွေ့ရပါသည် 1824ခုနှစ်ဇွန်လ10ရက်နေ့တွင် ရန်ကုန်မြို့အနီးရှိကြီးမြင့်နိုင် ခံတပ်ငယ်ကိုတိုက်ခိုက်သိမ်းပိုက်ခြင်1824ခုနှစ်မေလ28ရက်နေ့တွင်စာအာချီဘောကမ်ဘယ်မှရန်ကုန်မြို့အနီးရှိခံတပ်များကိုတိုက်ခိုက်ခြင်း 1824ခုနှစ်စက်တမာလ4ရက်နေ့တွင် ပူပေါင်းအင်အားများကဒလခံတပ်ကိုတိုက်ခိုက်ခြင်းရန်ကုန်သို့ရွက်လွှင့်ရန်အတွက်အန်ဒမန်ကျွန်းကွန်ဝေါ်လစ်စိတ်ကမ်းမှ ရေတပ်အစုအဝေးများရွက်တိုက်ထွက်ခွာနေစဉ် 1825ခုနှစ်မတ်လ29ရက်နေ့တွင်စာအာချီဘောကမ်ဘောနှင့်ပူပေါင်းရန်အတွက်ဘူမူဂျိုကော်တွန်၊ဘူဂျီအလက်ဇန်ဒါနှင့်ရေတပ်ဘူချက်စတို၏ပူပေါင်းတပ်များကတနူဗျူမျိုးမှတပ်များကိုအနိုင်ယူတိုက်ခိုက်ခဲ့ပုံ ဂျန်ကုံမှာအရှိဘလန်တိုင်းသွားရင်ရိုက်ကူးထားသည့်ကြီးကျယ်ခမ်းနားသော မဟာတကုံစီတီတော်နှင့်ဘေးပတ်ဝန်းကျင်ရှိခဲ့